ဟုတ်ကဲ့ဆရာဟုတ်တယ်ဒီဆရာပြောလို့ပဲပေါ့နော်ဒီအစွန်းရောက်ကတော့ဒီဘာသာတိုင်းမှာရှိတာပေါ့နော်ကျွန်တော်အစ္စလာမ်ထဲမှာလည်းရှိတာပဲအာဒီဘယ်ရှိတာပေါ့နော်ဒါမှခုနပြောလို့ဆရာဒီကျွန်တော်ကဒီဘာရေးနေနေပတ်သက်ပြီးတော့အဲတိတ်မပြောတာဆိုတာအကြောင်းရှိတယ်တချို့လူကြီးတွေကလည်းအာဒီပြဿနာကိုတော့တေးတဲ့ပြဿနာကိုအကြီးကြီးဖြစ်မသွားစေတဲ့ဆန္ဒနဲ့ပေါ့နော်ကျွန်တော်တို့ပြောတာဆိုတာတွေဟိုတတိထားဖို့ကျွန်တော်တို့ဒါပြောတာမျိုးရှိတယ်ဒါမှခုနပြောလို့ကျွန်တော်တို့အပြည့် ဒီကိစ္စတွေမပြောဘူးဒီတိုင်းမှာနေမယ်ဆိုလို့ရှိရင်ဒီအခြေအနေတွေကပိုဆိုးလာနိုင်တယ်ခုနဆရာပြောတဲ့အထက်မှာကျွန်တော် highlight လုပ်တာကတော့ဒီလူတွေကိုဘယ်ကလာလဲပေါ့နော်ဘယ်က soup နဲ့ဘယ်သူတွေကထောက်ဘယ်သူတွေကနေဟိုအပေးအဟော supporting လုပ်နေလဲဆိုတော့ကျွန်တော်တို့ဒါတိဖို့လိုအပ်တယ်ဆိုတော့ဆရာ highlight ပြသွားနောက်ဆုံးမေးဖို့နေလဲဆရာကျွန်တော်တို့ဒီပြဿနာတွေပေါ့ဒီဒီမြန်မာပြည်မှာဖြစ်နေတဲ့ဒီအစံနဲ့ပတ်သက်ပြီးတော့ဒီအမုန်းတရားတွေဒီဒီ best one နေပြီးတော့ဒီမဖတာအနော်အခုဆိုရင်ဒီတချို့အစွန်ရောက် ဒီခရစ်ယာန်တွေပါပါလာပြီအဲနောက်ဟိုဘက်ရခိုင်ကျွန်တော်ရခိုင်ပြည်နယ်ကအာဒီဒီဗုဒ္ဓဘာသာအစွန်ရောက်တွေလည်းပါလာပြီဆိုတော့ဒီပြဿနာတွေကိုဆရာကျွန်တော်တို့ဟိုကျွန်တော်တို့ဘက်ကတော့ဒါအစတည်းကကျွန်တော်တို့လည်းအများအားသိကံပါတယ်အစ္စလာမ်ဘက်ကဘယ်တော့အများအားသိကံလဲကျွန်တော်သိတယ်အခုဒီပြဿနာတွေကိုဖြေရှင်းဖို့ပြေလဲတဲ့အနည်းပေါ့နော်ကျွန်တော်ဘက်ကရောသူတို့ဘက်ကရောဘယ်လိုနည်းနဲ့ကျွန်တော်တို့ဒါအကောင်းဆုံးဖြေအောင်ဖြေရှင်းနိုင်နဲ့ဖြေရှင်းနိုင်မယ်လို့ဆရာယူဆတယ်ဆရာကျွန်တော်အကြံပြုချက်တွေကတော့ဟော တကယ်ဟိုဟာမဟာဗျူဟာကြာကောင်းဟုတ်ကျွန်တော်အမဟာဗျူဟာကြာတဲ့အကြံပြုချက်လေးတော့ကျွန်တော်နည်းနည်းစဉ်းစားမိတယ်ဗျာတပိမဲ့လို့ဒါတွေကတော့မြေပြင်မှာအလွတ်လုံးမဲ့လူတွေကဘလောက်များ feasibly ပေါ့နော်တကယ်လက်တွေ့အခြေအနေမှာဘလောက်လက်တွေ့လုပ်လို့ရလဲဆိုတာလည်းပဲမှုတည်တယ်ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကဒီအမုံစကားတွေနဲ့ပတ်သက်ပြီးတော့ online ပေါ်ကအမုံစကားတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကဒါမှတ်တမ်းတင်တာတို့ဟုတ်လားဟုတ်လား record လုပ်တာတို့ဟုတ်လား တကယ်ကိုပဲခုနကတော့เนาะကျွန်တော်တို့တကယ်ကို research paper တွေထုတ်တာတော့ဒါတော့ academic တွေအလုပ်လုပ်ရမယ်အလုပ်ပေါ့เนาะနောက်တစ်ပိုင်းမှာဒါကတော့ muslim မဟုတ်တဲ့ academic တွေလည်းလုပ်နေကြတယ်เนาะဒီမြန်မာနိုင်ငံနဲ့ပတ်သက် hate speech နဲ့ပတ်သက် hate speech နဲ့ပတ်သက်တောက်လျှောက်လုပ်လာတယ်ကျွန်တော်တို့လုပ်ခဲ့တာရှိတယ်ပေါ့เนาะအမုန်းစကားများကိုဟန်တားနိုင်တဲ့ဥပဒေတရက်မြန်မာနိုင်ငံပေါ်ပေါက်ရေးဆိုပြီးကျွန်တော်တို့လုပ်ခဲ့ကြတယ်ကျွန်တော်တို့ ਨੇ အတူတူဟာလာတကယ်ကိုတကယ်လူခွင့်ရေးအဖွဲ့တွေပူးပေါင်းပြီးတော့ဟာလာအဲ့လိုပြောကြည့်ဆိုရင်ကျွန်တော်ဂုံယူဝင်ကြားစာနဲ့ကျွန်တော်နဲ့ဆရာဥက္ကုနေနဲ့စပြီးတော့ကျွန်တော်တို့ ယုံမှာပဲစခဲ့တာဗျာเนาะတကယ်ကိုတက်တက်ပြပြနဲ့ပေါ်ခဲ့တယ်ဗျာနောက်ပိုင်းမှာဆရာဦးကိုနေမရှိပြီးတော့လဲကျွန်တော်တို့နိုင်ငံတကာပြည်တွင်းပြည်ပပညာရှင်တွေနဲ့အခြားသောရပတ်လူဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးတော့ဥပဒေတရရေးဆွဲခဲ့တယ်ဗျာเนาะရေးဆွဲပြီးတအားလွှတ်တော်တင်မှုစ조사နေတော့မှာပဲကျွန်တော်တို့ဟလာဟိုအဲ့တုန်းကလဲဟလာရွက်ကောက်ပွဲနီးလာပြီရွက်ကောက်ပွဲပြီးတော့မှကျွန်တော်တို့ဆက်လုပ်ကြတာအောင်ဆိုပြီးတော့ခဏပန်နေဖြစ်သွားပြီးတော့ဟလာခုနလို့ အဲဒီလိုမျိုးအာဏာသိမ်းမှုတွေပဲလည်းဖြစ်သွားပြီးတော့ဒီရခနာတော့ dead clock ဖြစ်သွားတာပေါ့နော်အဲ့တော့ civil society တွေကလည်းပြိုကွဲပြီးတော့ပြပရောက်တဲ့လက်ရောက်ပြတွေမှနေတဲ့လူစသဖြင့်ပေါ့နော်ဒီလိုတွေဖြစ်ကုန်တယ်ပေါ့နော်ဒါကတော့ကျွန်တော် brief လောက်တာပေါ့နော်ဆိုတော့ဒါမျိုးလည်းကျွန်တော်တို့က strategy တစ်ခုအနေနဲ့လုပ်နေတယ်ဗျာနော်အဲလောက်တာရှိတယ်ပေါ့နော်နောက်တစ်ပိုင်းအနေပြီးတော့လေကျွန်တော်တကယ်သက်ဆိုင်ရဘာသာရေးအသင်းပင်းအဖွဲ့အစည်းကခေါင်းဆောင်တွေကခေါင်းဆောင်ဆိုတာကိုခေါင်းဆောင်ဆိုပြီးတော့နေရာယူထားတဲ့လူတွေက ဟုတ်လားခေါင်းဆောင်ဆက်စကားကျွန်တော်ဥက္ကဋ္ဌတို့အတွင်မှုတို့ပြောတာနော်ဟိုလူတို့ကခေါင်းဆောင်ပြအတိမဲ့ပြုတ်တာတော့မပြုတ်တာတော့တပိုင်းပြားတော့အဲ့ဒါပြောတာမဟုတ်ဘူးတကယ်ကိုအဖွဲ့အစည်းတွေမှာနာမည်ယူပြီးတော့မှဟလာဟိုဟိုတကယ်အဖွဲ့အစည်းတွေမှာတာဝန်ယူနေတဲ့ပုံကိုယ်တွေပေါ့နော်လုံမှုဆောင်နော်အလုံးမှုဆောင်နေပေါ့နော်အဲ့လူတွေကနေပြီးတော့ဟာတက်ဆိုင်ရာခုနခရိယန်နဲ့ပတ်သက်လို့ရှိရင်လည်းသူတို့ document လုပ်ပြီးတဲ့ document နဲ့ခရိယန်အတင်းတော်များကျွန်တော်နေ့တော့ ကျွန်တော်တို့ခက်မှာတော့ကျွန်တော် sorry ကျွန်တော်တို့တော့အများကြီးလုတ်ခဲ့တာရှိတယ်ဗျခရင်အောင်အတင်းတော်များကောင်းစီလို့ပေါ့နဲ့လေကျွန်တော်တို့ very relation good relationship နော်အဲ့တော့ကကျွန်တော်တို့အတွင်းမှုချုပ်တွေပါနေဆိုတာ very close ဆွေးလက်ကောင်းမဲ့ cardinal charles world နဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ very close အလုပ်လုပ်တာရှိတယ်ဆွေးလက်ကောင်းမဲ့ကျွန်တော်တို့ဟလာအခြားသော နောက်ပိုင်းမှာဒီဒီဘာသာပေါင်းစုံချစ်ချင်ညီညွတ်ရေးအတင်းမှာခုနအေးဝက်ကလေးအတင်းကပုံကိုတရားပေါ့နော်။ तू ကအတွင်းမှုဖြစ်လာပြီးတဲ့အခါမှာ तू နဲ့ကျွန်တော်နဲ့ဆက်ဆက်မှုဖြစ်လာတယ်။ကျွန်တော်တို့အများကြီးဆွေးနွေးပြီးတော့လှုပ်လှုပ်ခဲ့တာလေးရှိတယ်။ဘုန်းကြီးလကောက်မဲ့အခုလိုမျိုးဟလာဘာသာပေါင်းစုံတဟဆတာဖြစ်မှုလုပ်ငန်းတွေကိုပို့ပြီးတော့မှဖြစ်လာသေးဖို့အတွက်ချင်းကပ်ပြီးတော့မှခရီးရန်တွေကိုလည်းချင်းကပ်ပြီးဆရာတို့ရေ ဆရာမတို့ကြီးဒီလိုအခြေအနေတွေဖြစ်နေတာကျွန်တော်တို့အတွက်အနာဂတ်တော့မကောင်းဘူးဆိုတာကိုကျွန်တော်တို့ဒါ advocate ဘယ်လိုခေါ်မလဲ lobby တို့ advocacy တို့အချင်းချင်းကြားထဲမှာလုပ်ရမယ်ဗျဒါလည်းပဲဒီအဖွဲ့အစည်းမှာတာဝန်ယူတဲ့ပုဂ္ဂိုလ်တွေရဲ့မှာတာဝန်ရှိတယ်ဗျနော်ဘုံကြီးလည်းကောင်းမယ် individuality တွေကလည်းဒီပုဂ္ဂိုလ်တွေကအဲ့လိုမျိုးပြောနိုင်ဆိုနိုင်တဲ့ဟာလာခုနလိုမျိုးဟာလာထုတ်ဖောက်နိုင်တဲ့အနေထားမရှိဘူးဆိုရင်လည်း individual တွေထဲကနေမှဘယ်သူတွေရှိလဲကြည့်ပြီးတော့ချင်းကပ်ပြီးတော့မှဟလာဒါမျိုးကိုလိုအပ်ရင်လဲကော်မတီလေးပါလေးအဖွဲ့စည်းပြီးတော့ဟလာဟလာဟလာခုနကတော့ဟလာဘ ਹੁ သဟာဇာတာဖြစ်ရေးမွတ်စလင် နေဘက်ကနေဟလာဘိုးသဟာသတာဖြစ်ရေးကော်မတီလို့ပါလို့မျိုးအားလုံးပူပေါင်းပြီးတော့ individual ပညာရှင်ပူပေါင်းပြီးတော့ခုနလိုခရီးရန်နေနဲ့ဘယ်ဘယ်ဘသူတွေကတာဝန်ယူပြီးတော့ဒါကြောင့်ဆက်ဆံရေးလုပ်မယ်ဗုဒ္ဓဘာသာအင်းနဲ့ဘသူဘသူတွေကတာဝန်ယူပြီးတော့ဟလာဆက်ဆံရေးလုပ်မယ်သံဃာမဟာနကအင်းနဲ့တွေ့ဆုံတာမျိုးဟလာခရီးရန်အကျွမ်းတော်များကောင်စီတွေနဲ့တွေ့ဆုံတာမျိုးခုနလိုဟလာ Catholic Bishop Council ခေါ်ရဲနော်ဟလာအဲခုနတော့ဟလာ Catholic ဖုံးတော်ကြီးများအသင်းပေါ့နော်ဒါ Cardinal Charles ပို့လို့နော်ဒါဒီရဲ့အသင်းနဲ့ဆက်ဆံတာမျိုးဟလာ အဲထုံကြီးလက်ကောင်းပဲပေါ့နော်ကျွန်တော်တို့ဟလာဟိုဟိန္ဒူအသင်းတော်တွေနဲ့ဟလာဆက်ဆက်တာမျိုးထုံကြီးလက်ကောင်းပဲဘာဟိုင်လဲကျွန်တော်တို့ကဖယ်ချန်ထားလို့မရဘူးကျွန်တော်တို့ကအားလုံးကို inclusion ပဲဘယ်သူမှဖယ်ချင်ထားတာမို့အဲ့ဒါနဲ့ဆက်ဆက်ပြီးကျွန်တော်လှူရှားတဲ့လှူရှားမှုတွေဒါတွေလောက်ရမယ်ဗျာနော်ဒါကဟိုအဖွဲ့အစည်းကလူတွေကြီးပဲမလုံနိုင်လေ individual တွေပါပါဝင်ပြီးတော့မှအားလုံးကျွန်တော်လှူရတာမျိုးရှိမယ်တတိယဘိုင်းကကြတော့ကျွန်တော်တို့ဘက်ကလည်းပဲခုနလူမျိုးပေါ့နော်ခုနလူမျိုးပေါ့ဒီအမုန်းတကားတွေကိုပြန်လဲပြီးတော့မှ ဟလာပညာကျွန်တော်ပြောတာဆဲဖို့ဆိုဖို့တန်လဲတိုက်ခိုက်ဖို့မဟုတ်ဘူးဒီနေရာမှာခံစားချက်နဲ့မဟုတ်ဘဲねတကယ့်ကိုပဲဟလာအာတကယ့်ကိုကျွန်တော်တို့ပညာရှင်ဆန်းဆန်းတုံ့ပြန်နေတဲ့ channel တွေရှိရမယ်ဗျာเนาะเนาะเนาะကျွန်တော်တို့ဘာလို့ဆိုတာတနိုင်တစ်ပိုင်းလောက်တာဗျာဘာမှတလောက်ကြီးတော့ကျွန်တော်တို့ကလုံနိုင်တယ်လို့ကျွန်တော်တို့မခံယူဘူးဗျာเนาะကျွန်တော်တို့ဒီလိုအင်းနဲ့အားနဲ့ဒါကို mission တစ်ခုအနေနဲ့ဒါကိုပြန်ပြီးတော့မှသတင်းစကားတွေကိုလုတ်ပြီးတော့ပြန်လည်တုံ့ပြန်နိုင်တဲ့ space တွေကျွန်တော်တို့လောက်ရမှာဗျာเนาะကျွန်တော်တို့ own brand တွေတော့တိောက်ကြသေးတာပဲဗျာเนาะဒါမျိုးတွေကိုလုပ်နိုင်တဲ့ဟလာ documentary တွေပေါ့เนาะအစ္စလာမ်သာသနာမြန်မာနိုင်ငံရောက်ရှိပုံတမိုင်းကို documentary လုပ်ပြီးတော့ဟလာ video လေးတွေဟလာဒါဒီ process တွေမှာ budget တွေရှူရှိတယ်ဗျာတုံးပြီးတော့ဟလာဟလာသူတို့ဘာလုပ်ရမလဲဆိုတော့ clip တွေလုပ်ရမယ်ဟလာ page တွေမှာလုပ်ရမယ်ဟလာတကယ်ပညာရှင်တွေနဲ့ဟလာ စုပေါင်းပြီးတော့မှဟလာ creative ပုံကိုယ်တွေခေါ်မယ် အစ္စလာမ်ကပညာရှင်တွေကိုခေါ်ပြီးတော့မှဟလာ dialogue လေးတွေဟလာပြောတာလေးတွေကို online မှာဟာတကယ်ကို online ခက်ကြီးမှာဗျာလူကိုယ်တိုင်တွေ့ကြရမလို့ပါဘူးနော် online ကနေ panel တွေလောက်ရမယ်နော်ဆိုတော့ဒါရီကကျွန်တော်တို့မဟာ viewer ကြတဲ့တကယ် practical လုပ်နိုင်တဲ့ဟာတွေပေါ့နော်အဲ့ကျွန်တော်တို့ဒီတက်ပို့တာလုံနိုင်လားမလုံနိုင်လားမသိဘူးဟုတ်လားအခုလောလောဆယ်အခုအခြေအနေတွေဆိုရင်တက်ဆိုင်ရဟုတ်လားအာနာပိုင်နေပေါ့နော်စစ်တက်နေတော့လောကောကျွန်တော်အဲ့တကားပြောနေတဲ့လူတွေက ဝေဖန်ကြအောင်ပဲဗျာနော်မိတို့ဆိုသေးတာအရှိတရားပဲစစ်တက်နေတော့လကောင်းတိုင်းသားလက်နဲ့ကန်အဖွဲ့စီဘသူတွေကဘယ်ဒေသမှာစိုးမိုးနေတယ်လဲစိုးမိုးနေတဲ့အာနာရှိတယ်ကျွန်တော်ပြောတဲ့စကားမှာရှင်းရှင်းလေးအာနာပိုင်အစိုးရလို့ကျွန်တော်ပြောဘူးအာနာပိုင်နေတဲ့လူတွေနဲ့ချင်းကပ်ပြီးတော့မှဒေသမှာကန်ဒေသမှာပြိပခါတွေမဖြစ်အောင်လို့ပြိပခါများ short ချရေးအတွက်ဟလာမရှိလာရေးအတွက်ဆက်ဆံရေးတွေဘလို့တိဆောက်ကြမလဲဘသူတွေကအာနာရှိတာလဲဘသူတွေကသက်ဆိုင်ရာဘာသာအသီးသီးရဲ့ခေါင်းဆောင်တွေလဲဟလာဩဇာရှိတဲ့ပုံကိုယ်တွေလဲဟလာ လောက်ရမယ်เนาะခွန်ကြီးလက်ကောင်းမယ်အစ္စတမမှာရှိနေတဲ့အထင်များမှအမြင်မှားတွေနဲ့ပတ်သက်ပြီးတော့ဖြည့်ရှင်းထားချက်တွေလည်းရှိတယ်ပြောအရင်တော့ကလေဟဲ့လားကျွန်တော်ခုခစ်တဲ့ရပါကျွန်တော်သတိထားမိသတိပြုမိပါတယ်ဟိုဘက်ခစ်ကဆိုရင်ဆရာဥမောင်ကိုကဖာရီတို့ဟဲ့လားမွတ်စင်နေရဆိုရင်အစ္စတမဖြည့်ကြားချက်များဆိုတာလောက်ခဲ့တာရှိတယ်เนาะကျွန်တော်တို့အခွေတွေပါရင်ဟိုခစ်ကဟိုခစ်ကပေါ့เนาะကျွန်တော်ပြောတာဟို1080ဝန်းကျင်ကိုကျွန်တော်ပြောတာเนาะ အဲကျွန်တော်ထင်တယ်ထောက်กว่า60ဒီဘက်မှာတော့ဟာလာကျွန်တော်ဒေထားမိတယ်ဆရာဦးအေးလွင်တို့လိုပညာရှင်တွေဆရာဦးအေးလွင်ဆရာဦးမြင့်သိန်းတို့လိုပုံကိုယ်တွေအဲ့ဒီလိုပုံကိုယ်တွေကတကယ်ကို internet ပတ်သက်ပြီးတော့ဖြည့်ချားချက်တွေနဲ့ပတ်သက်ပြီးတော့သူတို့ရေးသားခဲ့တာတွေထုတ်လွှင့်ခဲ့တာတွေအတန်နဲ့တော်လောကောင်ဗီဒီယိုနဲ့တော်လောကောင်ကျွန်တော်ကိုယ်တိုင်လည်းပဲဟာလာဒီလိုအခြေအနေတွေဖြစ်တဲ့အခါမှာ ခရီးယန်နေနဲ့လည်းကျွန်တော်အဖူးနင်းနင်းကက်ကက်ဆက်ဆံခဲ့တယ်အထူးသဖြင့်ကျွန်တော်အစီခရီးယန်ဓမ္မတက္ကသိုလ်ကအကျောင်းသားတွေနဲ့ကျွန်တော်ဆက်ဆံရေးတိစောက်ခဲ့တယ်အဲမွတ်စလင်အတိုင်းဝိုင်းတွေကိုသူတို့လေ့လာဖို့ခေါ်တယ်ကျွန်တော်တို့လည်းဓမ္မတက္ကသိုလ်ထိသွားတယ်ဟလာတကယ်ကိုရီးယားပညာရှင်တွေကိုဓမ္မအဲ့ MIT program တွေမှာကျွန်တော်ကိုယ်တိုင်ရောဟလာအခြားသောဟလာဆရာအခုလက်ရှိအစံကောင်စီဥက္ကဋ္ဌဦးမြင့်မောင်ရှင်လည်းပါတယ်ကျွန်တော်တို့ခေါ်ပြီးတော့ကျွန်တော်တို့သွားပြီးတော့ seminar တွေလုပ်ခဲ့တာတွေရှိတယ်ဟလာဆက်သဖြင့်ပေါ့နော်ခုနဆရာဦးဝေးလင်းတို့လုပ်ခဲ့တာတွေရှိတယ် ဆရာဦးမြင့်သိန်းတို့အဲ့မှာဖြစ်ရှင်းတာတွေပြောကြတာတွေလုပ်ခဲ့တာတွေအများကြီးရှိတယ်ဗျာနော်တခါစားတာဖြစ်ရင်ဒါမျိုးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့မှလုပ်ရမယ်ဗျာနော် strategically လုပ်ရမယ်ဗျာနော်နော်ဆိုတော့အခု NGO တွေလောက်မှာခေါ်မှသွားပြောတာဟောတာလောက်မျိုးပဲနဲ့မိမိရဲ့ mission တကုတ်အနေနဲ့ကိုကျွန်တော်ဒါလုပ်မှာကျွန်တော်တို့အတွက်ကဟလာဟိုကဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ကျွန်တော်တို့ကအဲ့လို channel တွေလက်ရှိရမယ်ဗျာနော်နောက်ပြန်ပြီးတော့နော်ဆိုတော့အဲ့ channel တွေကနေပြီးတော့မှကျွန်တော်တို့လည်းအမိုးစကားတိုက်တဲ့နေရာတွေဖြစ်လို့မရဘူး ခုနကျွန်တော်တို့ကပြန်ပြီးတော့မှဟလာတဟဆရာဖြစ်မှုဥတည်တဲ့ဟလာအဲတကယ်ကို constructive engagement ပေါ့နော်နော်ဟိုလို destructive မဟုတ် constructive ဟလာအပြုသဘောဆောင်တဲ့ချင်းကပ်မှုတွေနဲ့ engage လုပ်ရမယ်ထိတွေ့ရမယ်နော်ဆိုတော့ဒါမှသူတို့ရဲ့ခုနက prejudice ideology တွေပေါ့နော် muslim နဲ့ပတ်သက် prejudice ideology တွေအဲ့တကယ်ကိုအစွန်ရောက်တဲ့ ideology တွေလည်းပြောင်းကောင်းပြောင်းမပြောင်းရင်တော့မှပဲကျွန်တော်တို့ပေါ်ပေါ်တင်တင်ကူးလို့မျိုးလူကြားထဲမှာ ဖြစ်လာထိန်းနိုင်မှာပေါ့ဗျာเนาะပြီးရင်တော့အဲ့ထက်ကျင်ပြတ်ရင်တော့စာပေနဲ့တော့လကောင်းဟောပြောမှုနဲ့တော့လကောင်းထိတွေ့ပြီးတော့ grassroot မြစ်ချေလူတန်းသားတွေတဲ့မှာအစ္စလာမ်နဲ့ပတ်သက်ပြီးအမုန်းတွေရှိနေတာတွေအားလုံးပြောင်းလဲနိုင်မဲ့အဲ long term မဟာဗျူဟာဟာလာအဆန်နဲ့လှုပ်ရှားမှုတွေကိုကျွန်တော်လှုပ်ဖို့လုပ်ရဗျာเนาะအဲ့တော့ဟိုဟိုဟိုကျွန်တော်တို့ဟိုအဖွဲ့အစည်းတွေကတာမရှိပုဂ္ဂိုလ်တွေကလည်းမမိစီမမိစီပွားရေးနဲ့မမိဒါ volunteer ပါကြတာလေမမိစီပွားရေးတို့တို့ညာလည်းပဲအဖွဲ့အစည်းဖြစ်လာရင် မိမိကိုယ်တိုင်မလုံနိုင်ရင်ဒါအတွက်ကျွမ်းကျင်သူတွေကိုဘတ်ဂျက်သုံးပြီးငားကောင်းငားရမယ်ငားပြီးဒါကိုပဲပြန်ပြီးတော့မှလောက်ရတာမျိုးတွေရှိကောင်းရှိမယ်ဆက်ဆံရေးအတွက်ပြေးလွှားတဲ့လူတွေကိုတာဝန်ပေးရတာရှိရှိမယ်လို့အဲလာကလာစားပေးပြီးတော့ဒါမျိုးတက်ကိုလုပ်ပြီးတော့ဟဟလာကျွန်တော်တို့ဒါလူဆက်ဆံရေးတွေကျွန်တော်ကိုယ့်ရဲ့အစီအစဉ်တွေမှာလဲဟဟလာအစ္စလမ်ဘာသာဝင်မဟုတ်တဲ့ခရစ်ယာန်တွေကလူတွေဟဟလာခုနလိုပရောဖက်မိုဟာမက်ဒေးလို့ပါလို့ဆိုရင်ပုံကိုယ်တွေကိုကော်ပီစကားပြောကြရမယ်ဒါမှကျွန်တော်ပို့ပြီး relationship တွေဖြစ်လာ အခုဒါမျိုးဆိုရင်ကျွန်တော်တို့သွားပြီးဒီလိုအခြေအနေတွေရန်ဆိုးနေပြီဟလာကက်သလစ်ကောင်ဆယ်လို့ကျွန်တော်တင်ပြရမယ်ခုနလို MCC လို့မြန်မာကောင်ဆယ်လို့ charges လို့ပုံကိုယ်တွေကိုပြောရမယ် A1 ကလေးအဖွဲ့ချုပ်လို့ပုံကိုယ်တွေကိုတင်ပြရမယ်တင်ပြပြီးတော့ဟလာတက်ဆိုင်ရအဖွဲ့အစည်းတင်ပြပြီးတော့ခင်ဗျားတို့လည်းထိမ့်ပါဗျာခင်ဗျားတို့လူအဖွဲ့အစည်းတွေကိုပြောပါဗျာဒီလိုမျိုးမုန်းစကားတွေဖြစ်တာနဲ့မဖက်တဲ့ဘူးဆိုတော့ခင်ဗျားတို့ publicly ထုတ်ပြောကြပါဗျာဆက်သဖြင့်ခင်ဗျားတို့ရဲ့ moral leadership ကိုလည်းပြပါဗျာ နော်စသဖြင့်ပေါ့နော်ကျွန်တော်တင်တယ်ဒါနဲ့ဆက်ဆက်လားမဆက်ဆက်လားတော့မသိဘူးဗျာဒီလို hate speech ကိုခရိယန်တွေကနာ evangelist တွေလောက်လာတာများပြီးတဲ့အခါကျတော့ဟဲ့လားကျွန်တော်တို့ဟိုတနေ့ကတော့သတိထားမိတာ Cardinal Charles Paul ကဟဲ့လား Muslim ဆေးရုံသွားပြီးတော့လေပတ်တယ်ဟဲ့လားအဲ့ဒါကိုတရင်မှာတက်လာစီထားမိတယ်ဒါကာရီနယ်ချားဖို့အနေနဲ့ဟလာဒါခုနလိုဖြစ်တာခရီးအနေနဲ့ပို့ပြီးသားသာဒါဖြစ်ရေးအတွက်ကိုသူဒါဟိုဟိုဟို တကယ်ကိုပြန်သူ့ရဲ့ model leadership ကိုပြလာလားတော့ကျွန်တော်ပြောတတ်ဘူးဗျာနော်ဒါကတော့မိဆိုပြန်ဆိုဒါကောင်းတဲ့ approach ကောင်းတဲ့အမြင်ကွင်းလေးတွေပဲပေါ့နော်ဒါမျိုးလေးတွေပို့ပြီးရှိလာဖို့အဲ့တော့ဘာသာပေါင်းစုံချစ်တည်ညီညွတ်ရေးတော်လောက်ကောင်းဟဲ့လားခုနအဲ့လိုအတင်းပင်းနေရနေပြီးတော့လေဒါတွေစုပေါင်းပြီးတော့ကဟဲ့လားဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆွေးနွေးပြီးတော့မှဟဲ့လားမဖြစ်တင်တာတွေမဖြစ်အောင်ကျွန်တော်တို့ပြိပခါတွေကိုတို့ဒီမဟုတ်အကြံဖတ်မှုတွေကိုဟဲ့လားနစ်နာဆုံးရှုံးမှုတွေမရှိအောင်မိသူ တူတူအောင်မှာဟာလာကျွန်တော်တို့ချိုးပန်းဆောင်ရွက်ဖို့လိုတယ်ဗျာနော်ဒါကျွန်တော်ပြောတာမဟာဗျူဟာဖြစ်တယ်ဗျာဟာလာအခုနကျွန်တော်ပြောတဲ့ point တစ်ချက်ချင်းစီကိုအသေးစိတ်လုပ်ရင် mission ကြီးကြီးပဲဗျာဟာလာအကန္တကြီးကြီးပဲဗျာနော်အဲ့မှာ media ကန္တဟာလာခုနကတော့ဟာလာစာပေအမှုပညာကန္တဟာလာနော်ကျွန်တော်စာပေနယ်ပယ်ရနေပြီးပြောရမယ်ရေးရတာရရှိမယ်ကာတွန်းကန္တ အနုပညာစာပေအနုပညာဆိုရင်အများကြီးပဲဗီဒီယိုကလစ်တွေရိုက်ရင်ရိုက်ရမယ်ဗျာဇာတ်လမ်းတို့တွေရိုက်ရင်ရိုက်ရမယ်ဗျာဒေါကူမန့်ထရီတွေရိုက်ရင်ရိုက်ရမယ်ဗျာနော်ဆိုတော့ဒါတွေကမအပြူအကျတယ်ဗျာကျွန်တော်တို့ဒါတွေကရှင်းရှင်းပြောရရင်တကယ်ကို strategic idea တွေပဲဗျာနော်ဆိုတော့ဒါတွေလို့ပို့လို့တယ်ဗျာနော်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေဟာအော်အရေးကြီးလောက်ဝမကိစ္စတွေပါလို့ကျွန်တော်အကြံပြုဆွေးနွေးခြင်းပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆရာပြောတာတော်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 တောက်ကန်တဲ့အချက်တွေအများကြီးပါပါတယ်ခုနပြောလို့ ဒီ documentary လုပ်တဲ့ကိစ္စတွေဆိုတော့เนาะဒီကျွန်တော်တို့အမှုပညာပုံစံမျိုးနဲ့เนาะ entertainment ပုံစံမျိုးနဲ့ကျွန်တော်တို့လည်းဒီ entertainment ခေါ်တာပေါ့เนาะ entertainment ကိုကျွန်တော်တို့ကတကယ်ဒါ education ပါလာပြီဆိုတော့ကျွန်တော်တို့ကို education ပါအဲ့မှာဆရာကိုဆွေးနွေးကြတယ်ကွာတချို့ဒီကျွန်တော်တို့ဘက်ကလည်းဒီဒါတော့ဒီဒီ topic နဲ့မဆိုင်ပါဘူးလေဒါဆရာနဲ့စကားပြောဆိုနေတာဂျုံလုံးတခါလည်းမင်းကျွန်တော် Islam နေတဲ့တချို့ကလည်းဒီ တချို့ဆိုလို့ရှိရင်ဒီတချင်းဆိုတာတော့ဒါမပိုင်မှုတွေပါဒါပြောနေရရှိတယ်ပေါ့နော်ဆရာတော့ကျွန်တော်တို့ဒီအခုဆွေးနွေးတဲ့အထက်မှာဆရာပြောတဲ့အထက်မှာဆိုလို့ရှိရင်ဒါကျွန်တော်နဲ့ဒါ idea တူတယ်ပေါ့နော်ဒီဒီကျွန်တော်တို့ဒီဘာအစ္စလာမ်နဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ဒီအမှုပညာ shutdown တွေခုနပြောတဲ့ဒီ education shutdown တွေဒီ documentary ကို shutdown တွေပေါ့နော်။အပြင်ဒီ Islamic နိုင်ငံတွေဖြစ်တဲ့ Indonesia လို့တူတကီတို့မှာဆိုလို့ရှင်အာဒီဒီတချင်းတွေဘာတွေနဲ့တောင်မှဒီ Islam ရဲ့တန်မိုးတွေကို ဟိုသူဒီအစ္စလာမ်နဲ့ပို့ပြီးအစ္စလာမ်ကိုချစ်တာပေါ့နော်သူတို့ဟိုအမှုပညာနဲ့ဒီဒီဘာသာရေးကိုဒီဘယ်လိုပြောထိန်းចောင်းသွားတဲ့အကန့်တွေကျွန်တော်အများကြီးတွေ့ရပေါ့နော်ဆိုတော့အာကျွန်တော်ခုနဆရာပြောတဲ့အချက်တွေတဲ့မှာရန်သဘောကျတဲ့အချက်တွေကတော့ ဒီကိစ္စမျိုးကျွန်တော်တို့ထိုင်းစနေဖြည့်ရှင်းရမယ်။နောက်လိုအပ်လာရင်တို့ရဲ့အထက်မှာရှိတဲ့တို့အသင်းတော်တွေတို့အထက်မှာရှိတဲ့သူတွေနဲ့ကျွန်တော်ပြောရမယ်ဆိုရမယ်။အဲနောက်ခုနပြော documentary လုပ်ရမယ်။အဲနောက်တစ်ချက်ဆရာပြောတဲ့အထက်မှာကျွန်တော်တို့ဒီမြေပြင်မှာလည်းဒီအာဘာဟိုဘာဘာသာပေါင်းစုံချစ်ချစ်ရင်းနှီးဖို့အာအကန်းအားလေးเนาะအစည်းအဝေးတွေအဲ့လိုမျိုးလုပ်တယ်ဆိုဆရာအချက်ပြပါဟိုဆရာ highlight ပြပါတွေ့ရတယ်။ပြောလို့ကျွန်တော်ကဆက်ပြီးကျွန်တော်တို့တကယ်ပြောရရင်မြန်မာမွတ်စလင်တွေသူသဖြင့် မြန်မာမွတ်စလင်လို့ပြောရင်ကျွန်တော်အားလုံးပါမြန်မာနိုင်ငံအတွင်းမှာရှိတဲ့မွတ်စလင်အားလုံးကိုကျွန်တော်ပြောတာအဲလူတွေကမြန်မာမွတ်စလင်လို့ပြောလို့ရှိရင်မြန်မာမွတ်စလင်အသက်သက်အရိုဟင်ဂျာအသက်သက်အာဟိုကမန်အသက်သက်အဲ့လိုကျွန်တော်ပြောနေရမှာမဟုတ်ဘူးနော်ကျွန်တော်ကမြန်မာစကားခဏချင်းငါသုံးပြီးမြန်မာမွတ်စလင်လို့ပြောရင်မြန်မာပြည်ရဲ့အထုတ်ချာအာဏာပိုင်နယ်မြေအတွင်းမှာနေထိုင်သောအားလုံးသောမွတ်စလင်များကိုဆိုတယ်ကျွန်တော်ပြောချင်နေတာအဲ့တော့မြန်မာမွတ်စလင်တွေကနောက်မချခဲ့ဘူးဗျာဆရာပြောတဲ့အင်ဒိုနီးရှားတို့ဘာတို့ဆိုတာကတော့ ဒါတော့မွတ်စလင်နိုင်ငံကြီးတွေပေါ့နော်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတကယ်အတွေးခေါ်ရှိတဲ့ပုံကိုကြီးတွေရခေါင်းဆောင်ကြီးတွေရလုတ်ခဲ့ပြီးပြီဗျာနော်အရင်တော့ဓမ္မတေးတွေနဲ့ဟဟလာလုတ်ခဲ့တာတွေကျွန်တော်သတိပြုမိတယ်ဗျာနော်နော်ကျွန်တော်တို့ဟလာတကယ်အစ္စလမ်ကောင်စီရဲ့ဟလာခုနကတော့အတွေးမှုချုပ်လုတ်ခဲ့တယ်ဟလာဘုံမှုပရှင်ဆိုရင်အစ္စလမ်ရဲ့သဘောတရားကိုစာပေမှာတော့လကောင်းခုနကတော့တမိုင်းအဖြစ်တော့လကောင်းနော်ကျွန်တော်ရေးခဲ့တဲ့စာတန်းတွေရှိတယ်ဗျာနော် ပြီးတဲ့အခါမှာသူကိုယ်တိုင်တချင်းနေလဲရေးခဲ့တယ်ဗျာတချင်းဆိုတာတက်ကိုတကယ်ကိုတကယ်ကိုနော်လူခုနလိုပြောပြအစ္စလမ်တာနာရီကောင်စီနဲ့ပတ်သက်တဲ့အစ္စလမ်ကောင်စီနဲ့ပတ်သက်တဲ့တချင်းဆိုရင်ဒေါက်ဘူးမရှင်ရေးတယ်ဗျာအန်ဆော်ရီတချင်းဆိုလဲရေးတယ်ဗျာနော်အများကြီးပဲတချင်းဓမ္မတေးသူအများကြီးရေးပါလေနော်ဆိုအမေတဟာသရာပြဥမာအစ္စလမ်ကောင်စီတချင်းမှာဆိုရင်တို့ပြည်တော်သူသားများဖြစ်ကြသည်မွတ်စလင်ပြည်အောင်ကြိုးစားမည်သတ်သဖြင့်နော်ပြည်တော်သူသားဆိုတာကိုလည်းကျွန်တော်တို့ educate လုပ်ခဲ့တယ်ဘုံဘတ်ရှင်က မင်းတို့တွေငါတို့တွေကပြည်တော်သူသားနော်အဲတထွင်းလက်ကောင်မဲ့မွတ်စလင်ပြည်အောင်လဲစူးစမ်းညီညာသွားစိတ်ထားမြင့်မြတ်ရမယ်ညီညီညာညာနဲ့ငါတို့စိတ်သက်တွေမြင်မာရမယ်နော်အသိပညာလဲပေးတယ်နော်ဒါတီးလုံးနဲ့တခါတည်းတကယ့်ကိုကျူးနဲ့ဘာနဲ့တခါတည်းလုတ်ခဲ့တာနော်လူတို့ကိုဆွဲဆောင်နော်အဲညီညာစိတ်ညီနောင်ရင်းချစ်အောင်တကယ်ပင်လုံးမဲမှာမီညီနောင်နေအချင်းချင်းမှာလဲချစ်ကြည်ရင်းနှီးအောင်လုပ်ရမယ်တဲ့အခုကျွန်တော်တို့ကဟိုကောင်ကဘာဖြစ်လို့ဒီကောင်က ဟိုမပိုင်လို့ပိုင်လို့ဟိုကောင်ကအိုလမာဂိုင်းမို့လို့ဒီကောင်ကဘာဂိုင်းမို့လို့ဒီကောင်ကဆလဖီမို့လို့ဒီကောင်ကကော်ရန်ဝါဒီမို့လို့ဆိုတော့ဟာဒီကောင်ကဟိုဟာယုံလို့ဒီကောင်ကဒီဟာအဲ့လိုမျိုးမဟုတ်ဘူးမင်းစိုက်တာယုံမင်းကိစ္စညီညာသောစိတ်ထားမြင့်မြတ်ရမယ်ညီနောင်ညင်းချစ်အောင်တကယ်ပင်လုံးမန်းပါမည်ဘာသာဆုံးလေးစားကြမှအတီဟလာလူသားဘာသာဆုံးလေးစားရမယ်တဲ့ကျွန်တော်မွတ်စလင်တခုတည်းမွတ်စလင်တွေကမြန်မာနိုင်ငံမှာရှိတဲ့မွတ်စလင်တွေကမွတ်စလင်ဘာသာ အစ္စလမ်ဘာသာတခုတော့ကိုလေးစားဖို့မဟုတ်ဘူးဘာသာဆိုကိုလေးစားရမယ် respect ထားရမယ်ဒါအစ္စလမ်ကလည်းသင်တယ်ဟာဘာသာရေးအခြေကတည်းကတော့မကောင်းမပြောရဘူးပြောတာဗျာအဲကျွန်တော်ပြောတာဟိုဘာသာရေးကိုလေးစားဖို့ဆိုတာဒီထက်ပုံမြင့်သွားပြီပုဂ္ဂိုလ်တော်မှပဲမလေးမစားမပြောရဘူးပြောတာဗျာဘာသာဆိုလေးစားကြမှာဒီအခြေခံအခွင့်အရေးများကိုမီအခွင့်အရေးနဲ့လူခွင့်အရေးနဲ့ပတ်သက်ရင်လည်းအခြေခံအခွင့်အရေးရှိရမယ်ဟာခင်ဗျ concept ကပါပြီလား ်နော်ဘာသာစုံ၄သားကြမှာကြီးအခြေခံအခွင့်အရေးများကိုမီပြီးတော့မှအစ္စလမ်ကောင်စီကြောင်းကိုသူကသူ့အဖွဲ့အစည်းကြောင်းကိုနောက်မှပြောတယ်ဗျနော်ဆိုတော့ဒါကိုအစ္စလမ်ကောင်စီကလုပ်မယ်ပေါ့ဗျာသူပြောတာဒါတွေဖြစ်လာပေါ့ဗျအခုဒီနေ့အစ္စလမ်ကောင်စီခေါင်းဆောင်နေရလဲပဲဒါတွေတကယ်လုပ်နေသလားမလုပ်နေဘူးလားငါတို့ရဲ့ဒီ founding father တွေရဲ့ချမှတ်ခဲ့တဲ့ဟလာဟလာ guideline တွေပေါ့နော်အခြေခံရမယ့်မူတွေကိုငါတို့တကယ်အကောင့်တယ်ဘလောက်ပေါ်နိုင်တယ်လဲ ကျွန်တော်ပြောတာမဖော်ဘူးပြောနေမှာမဟုတ်ဘူးနော်ဘယ်လောက်ဖော်နိုင်တယ်လဲဘယ်လောက် percentage လုပ်နိုင်ပြီလဲမလုပ်နိုင်ဘူးလဲတုံးတက်ပြီးတော့လုပ်ရမယ်ဗျာဒီမှာပါနေ mission မှာပါနေပြီခင်ဗျာဆိုတော့ကျွန်တော်တို့ကကျွန်တော်တို့မြန်မာမွတ်စလင်နေခေါင်းဆောင်တွေဟာမညံ့ခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီကနေ့ကျွန်တော်တို့ညံ့နေတာပဲဖြစ်မယ်ဗျာဟုတ်ကျွန်တော်တို့ပဲပြောချင်တာဆိုတော့ဟိုတစ်ခါတည်းရင်ကြရင်လဲကျွန်တော်ကအာဟိုဟိုတမန်တော်အာဟာဇရတ်အလီခစ်က ဒါကြုံလို့ကျွန်တော်ပြောလိုက်မယ်ဟာဇရက်အလီကဟာဇရက်အလီကိုသူ့ရဲ့နောက်လိုက်တယောက်ကမေကုံးမိတယ်ဟလာဟာဇရက်အိုမယ်တို့ဟာဇရက်ဟလာကျွန်တော်တို့ဒီ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 အဘူဘကာတို့ခက်မှာတော့တလောက်ကြီးတိုင်းပြည်ကဟလာဟိုရုပ်ရင်းမှုတွေမရှိဘူးပေါ့ခလီဖာကြီးခက်မှာရုပ်ရင်းနေတယ်ပတ်သက်ပြီးတော့ဟလာဆိုဟာဇရက်အလီကဖြေတဲ့စကားလေးရှိတယ်ဗျာအဲ့လိုမျိုးဖြစ်နေမလားပေါ့နော်ကိုကုတ်ကိုလည်းအများအမ်းမလုံမလဲဖြစ်နေတယ်နော်အေးတဲ့ အဲ့ဒီလိုခေါင်းဆောင်တွေခက်ကငါလိုနောက်လိုက်ရှိတယ်ကွာတဲ့ငါခင်မှာကျတော့မင်းတို့လိုနောက်လိုက်တဲ့အကြောင်းလို့သူကတော့အဲ့လိုပြောတာမျိုးလဲကျွန်တော်ဖတ်ဘူးတယ်ပေါ့ဗျာအဲ့တော့ဒါကတော့ကျွန်တော်တော့ဟိုကုရ်အန်လည်းမဟုတ်ဘူးဗျာယုံလဲရတယ်မယုံလဲရတယ်ဗျာဒါပေမဲ့ကျွန်တော်ပြောချင်တာကကျွန်တော်လဲတို့လဲတကြတာအပါဝင်မှုအတွက်ဝင်မလေးပါဘူးဘယ်ခန်းကန်တာမဆိုကျွန်တော်ပြောချင်တာကတော့เนาะအဲ့တော့ဟိုတာဝန်ယူတဲ့ပုံကိုယ်တွေဟာတကယ်ကို driving လောက်ရမယ်ဟိုဟိုအဖွဲ့အစည်းတွေမှာတာဝန်ယူထားပြီဆိုရင် mission တွေကို drop လောက်ရမယ်ကျွန်တော်တို့မြန်မာမွဆလင်ခေါင်းဆောင်တွေရဲ့ vision ပေါ့နော်တကယ်ကိုအမြင်ကျယ်မှုကရှိခဲ့ရှိပြီးသားပါဒါကြောင့်လေအဲ့ဒီကက်မှာတော့တခါစားတာတွေကောင်းကောင်းဖြစ်ခဲ့ပါတယ်ကျွန်တော်တို့ answerry တင်တဲ့လို့ပါလို့ဆိုရင်နာမည်ရတဲ့ answerry တင်တဲ့မွဆလင်မဟုတ်တဲ့တကယ်ဒိဋ္ဌိကျဲတွေကအဲ့တင်တဲ့မှာလာပြီးစရာလာလောက်တယ်ဗျာဆိုတော့မွဆလင်ဟိုမှာတင်ရတာမဟုတ်မွဆလင်တွေကိုအခုကတော့မွဆလင်ဒဲမှာဟိုကငါအဖွဲ့သားမှာစရာလောက်ရတယ်ဗျာ ငါ့အဖွဲ့သားမှာမငါ့အုပ်စုငါ့ကိုထောက်ခံတဲ့လူပဲဒီမှာဆရာလာလို့ငါ့ကိုမထောက်ခံတဲ့ကောင်ကဒီမှာပါလို့မရဆိုတော့ပိုးပြီးကျင်းတဲ့ကျင်းကျင်းကျင်းဟိုခက်ကလူတွေကတော့ကျဲတဲ့ကျဲနော် beyond the boundary ကနေစဉ်းစားရအခုကျတော့ဂူဒီအခုလူတွေကများအမြင်ကျင်းလာသလားမသိဘူးဗျာအားလုံးပါပဲကျွန်တော်တို့ဟိုမြန်မာအဲ့တော့ဒါမျိုးဆိုဆိုကျွန်တော်ကတော့ academic တယောက်အနေနဲ့ကျွန်တော်သုံးသပ်ပြတာ analyze ထုတ်တာပဲချန့်စိတ်ဖြာပြတာဘာလို့မှကျွန်တော် popular data အဖွဲ့အစည်းမှာတာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော် ဟိုဟိုဟိုတာမဟုတ်ဘူးဆရာဒါလည်းကျွန်တော်ကပြောရသေးတယ်ဗျာကျွန်တော်လူတွေကတခါကြာရင်လဲ miss interpret လုပ်တတ်တယ်ဗျာကျွန်တော်ကတော့ဟိုဟို strategic မဟာဗျူဟာမြောက်တဲ့အကြံပြုချက်တွေပြုတ်တာပေါ့ဗျာတိုးတော့တိုးတော့ဟိုပြောရတာတော့လူကမင်းတို့မင်းတို့ပြောရတာတော့လွယ်တာပေါ့ဆိုတော့ကျွန်တော်ကိုယ်တိုင်ဆိုရင်တော့ကျွန်တော်အများကြီး mission တွေလုပ်ခဲ့ပါတယ်နော် ကျွန်တော်တက်နိုင်တဲ့လောက်ဒီအဖွဲ့အစည်းရလူတွေကိုလည်းပါဝင်ပူးပေါင်းမှုကျွန်တော်ဆွဲခေါ်ခဲ့တာတွေရှိပါတယ်သူတို့ပါဝင်တဲ့ခါလဲပါဝင်ပါတယ်ခါကျရင်ကျွန်တော်တို့ မပါဝင်နိုင်တဲ့အခြေအနေလည်းတို့ရှိတယ်ပေါ့ဗျာဒါဆိုတော့မိသို့ဆိုစီကျွန်တော်တို့အကောင်းဆုံးလုပ်ခဲ့ကြမယ်ရှေ့လျှောက်ရင်တော့ကျွန်တော်တင်တယ်ဒါသတိပြုဖို့လိုလာလိမ့်မယ်2026မှာ ND area ပို့ပြီးတော့ကြီးလာမယ်ဆိုတာကိုကျွန်တော်မြင်တယ်ဟုတ်ကဲ့ဆရာအဲ့ဒါကိုအတွက်ကျွန်တော်တို့က preparation ပေါ့နော် preparation is better than cure ဆိုတာ sorry အဲ့လား prevention is better than cure ဆိုတာရှိတယ်ကျွန်တော်တို့ medical မှာဟလာခုနဆေးပညာမှာဟလာကုသကာကွယ်ခြင်းဟာတဲ့ကုသခြင်းထက်ကောင်းတယ်တဲ့ ယောဂဖြစ်မှကုရတာအရင်ခတ်ပါတယ်ကာကွယ်နိုင်အောင်ကြိုးစားဖို့လိုပဲကျွန်တော်တို့ကာကွယ်ဖို့လိုပါတယ်เนาะကာကွယ်မိမိဒီလို strategy တွေနဲ့မဟာဗျူဟာကြပြီးတော့ tactics ပေါ်နီးဗျူဟာတွေနဲ့အညီပူပေါင်းဆောင်ရွက်မှုတွေကိုကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့ဒီအတွက်လည်းအားထားရမယ်လုပ်ရပါလိမ့်မယ်လို့ကျွန်တော်အနေနဲ့တော့အတိုက်တွန်းပြောချင်ပါတယ်ခုနအခုပြောလို့ဒါကတော့ကျွန်တော်ထည့် ကျွန်တော်တို့မှဒါတွေကခင်ဗျားမကြခဲ့ဘူးအခုနောက်ပိုင်းလူတွေကပို့ပြီးတော့မှအမြင်ကျင်းလာတယ်လို့ကျွန်တော်ပြောမယ်အဲ့ခက်ကလူကြီးတွေကတကယ့်ကို moderate ဖြစ်တယ်ပြောမယ်ကျွန်တော်တို့တက်ကိုပို့ပြီးတော့အမျိုးအမြင်ကြီးတယ်လို့ပဲကျွန်တော်ပြောချင်တဲ့ဆရာရယ်နော်ကျွန်တော်တို့အဲ့ဒါလေးတွေကို follow လုပ်သွားရုံပဲဗျာတကယ်ပြောရရင်အများကြီးတော့ create လုပ်ဆရာမလို့ဟုတ်လားအစ်တတီထွင်နေဆရာမလို့နော်သို့တော့ခက်ကလာပြောင်းတဲ့အပေါ်မှာလောက်တဲ့နီလန်းလေးဒါပြောင်းရင်ပြောင်းလာမယ်သို့တော့မဟာဗျူဟာတော့အတူတူပဲလုပ်လို့ရပါ နော်ကျေးဇူးတင်တယ်ဗျာနော်ကုလိုမျိုးကျွန်တော်လည်းဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒီ interview အတွက်ဖြည့်ပြည့်တဲ့ဆင်ဆင်ကျေးဇူးပါဟုတ်ကဲ့အာဒီ interview ကိုဒီမှာပဲအဆုံးသတ်လိုက်အောင်ဆရာဟုတ်ကဲ့ကျေးဇူးပဲဆရာဆလာမလေးကောင်းဟုတ်ကဲ့